ငလင်ဘေးအတွက်လူတဲ့နေရာမှာစနစ်တကျမလို့ပဲခရဲထားနေတဲ့သူတွေကိုတက်ခွဲပြလိုက်တဲ့အီတင်ကို MCN ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင်ငလင်ပေးချောက်ပြည့်စည်ဆုံးရှုံးမှုတွေများသွားတဲ့အတွက်လူများအနေနဲ့လည်းတနိုင်နာတွေလှုပ်ပေးနေကြတာပါအလူရှင်တွေကလည်းတနိုင်သလောက်လှုပ်ပေးနေကြတယ်ဆိုပေမဲ့လှူတဲ့နေရာမှာစနစ်တကျမရှိဘဲခရက်တွေထားနေကြတာပါအလူငွေသိန်းတောင်းချီကင်ထားတဲ့ခိုင်ရင်းဝင်လို့ပရာဟိတသမားအနေနဲ့တော့ဒီစနစ်ကြောင့်မစီစဉ်ပေးနိုင်တဲ့အတွက်တော်တော်များများကစိတ်ပြတ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အေတင်ကိုကတော့ထက်မြက်တဲ့မျိုးသမီးတယောက်အနေနဲ့ငလင်ပေးပြန်လဲထူထောင်ရေးအတွက်ဒီစနစ်ကြနာနဲ့ကိုလှုပ်လာခဲ့ တာပါနလင်ပေးကြောင့်နေအိမ်တွေစွန့်ခွာလိုက်ရတဲ့သူတွေကအခုချိန်ထိကိုနေစရာမရှိပဲလမ်းဘေးမှာရှောင်သိမ်းနေရတာပါနေအိမ်ပြန်ရအောင်လှူပေးကြတဲ့သူတွေအနေနဲ့ကလည်းတယောက်ကိုအိမ်တလုံးဖြစ်ဖြစ်မြောက်မြောက်ကူညီပေးတာမျိုးမဟုတ်ပဲဖြန့်ကျက်လှူနည်းနဲ့သာလှူပေးနေတာကြောင့်အဆင်မပြေဖြစ်နေရတာပါ ။ဒါအပြင်တချို့ကလည်းအိမ်ကိုရှင်ရဖို့အတွက်ပတ်စံကကုန်သွားလို့အိမ်ပြန်မဆောင်နိုင်ကြပါဘူး။အခုလိုဒုက္ခတွေကိုရှင်ဆိုင်နေရသူတွေအတွက်အိမ်တင်ကိုကကိုထူကိုထဆတဲ့ကူညီခဲ့ပါတယ်။ငလင်းကြောင့်မလို့အိမ်တလုံးကပြိုကျနေတဲ့အတွက်ပြိုကျနေတဲ့အိမ်ကိုအရင်ဆုံးရှင်းလင်းရမှာပါ။ဒါကြောင့်မလို့အိမ်ကိုဖြိုချခြင်းနဲ့သူတွေကိုအိမ်တင်ကိုကိုသူမရဲ့ကိုပိုင်ဘက်ဖိုးတွေနဲ့ဖြိုချကရှင်းလင်းပြီးခဲ့ပါတယ်။အိမ်ကိုလည်းရှင်းလင်းပြီးလိုက်တဲ့အပြင်အိမ်ပြန်ဆောက်ဖို့အတွက်ပါအိမ်တင်ကိုကလူဒန်းပြတာပါ။တမိသားစုလုံးအတွက်လုံခြုံနေတဲ့အိမ်ကလေးဖြစ်နေလို့ရအောင်ထင်ရကအ င်္ဂလိပ်ကိုစောက်ပြီးထားတာပါ။ထရန်ကအင်္ဂလိပ်ဆိုပြီးမှခိုင်ခန့်အောင်လုပ်ပြီးထားတဲ့အင်္ဂလိပ်ဖြစ်ပါတယ်။အင်းရဲ့အောက်ခြေကိုတမန်တလင်းလေးခင်းပြီးထားပါတယ်။ဒါအပြင်အောက်ဖရင်ကိုလည်းတက်သားနဲ့တင်စာစောက်ပြီးထားတာပါ။အပေါ်ပိုင်းကိုသာထရန်နဲ့စောက်ပြီးထားတာဖြစ်ပြီးခေါင်းမိုးကိုသူ့နဲ့မိုးပြီးထားတာဖြစ်ပါတယ်။နေထိုင်လို့အစဉ်ပြေမဲ့ထရန်အင်္ဂလိပ်တလုံးကို65သိန်းကျော်အကုန်ကျခံပြီးစောက်ပြီးထားတာဖြစ်ပါတယ်။အိမ်စောက်ပြီးပြီဆိုတာနဲ့လိုအပ်တဲ့မိသားစုကိုတခါနဲ့လှူပေးလိုက်တာပါ။ထရန်အင်္ဂလိပ်ဖြစ်ပြီးမဲ့မိုးလုံးတလို့လှည့်လဲလုံပါတယ်။ဒါပြင်အမြန်အ န်အစံနဲ့နေထိုင်နိုင်တာကြောင့်ပြန်လည်ထူထောင်ရေးအတွက်လူပီးတဲ့နေရာမှာအတော်လေးကိုအဆင်ပြေတာပါ။အေတင်ကိုရေးစိတ်ကူးကိုအလူရှင်တွေကလည်းသဘောကျတဲ့အတွက်အလူရှင်တွေကလည်းအေတင်ကိုရဲ့အလူမှာပါဝင်ပြီးလှူဒန်းပေးကြပါတယ်။ဒါကြောင့်မလို့အလူရှင်တွေကငွေလူပေးပြီးအေတင်ကိုကဥဆောင်ပြီးစောက်ကလှုပ်ပြီးလှူဒန်းနေတာဖြစ်ပါတယ်။ အခုဆိုရင်အလူရှင်တွေကထိရောက်တဲ့နီလန်ကြောင့်တအိမ်ပြီးတအိမ်လှူဒန်းပြီးလို့နေပါပြီ။အေတင်ကသူ့ရဲ့လက်သမားတွေနဲ့ကိုယ်တိုင်စောက်ခိုင်းနေတာဖြစ်ပြီးဦးစီးနေတာပါ။အခုလိုလိုင်းလုပ်ပြီးနေရတဲ့အတွက်အေတင်ကအိမ်နောက်မပြန်နိုင်ပါဘူး။ငလင်ပေးတဲ့ဒေသတွေမှာသာနေထိုင်ပြီးလှုပ်ဆရာရှိတာတွေလှုပ်ပြီးနေတာပါ။အေတင်ကအလှပအရန်ကြိုက်တဲ့မျိုးသမီးတစ်ယောက်ပါလက်သေးဆိုလဲအရှင်ထားကသူ့ကိုယ်သူလှအောင်သာနေထိုင်တတ်တာပါ။ဒါပေမဲ့လက်ရှိမှာတော့လှအောင်မနေထိုင်နိုင်တော့ပဲပြန်လဲထူထောင်ရေးတွေမှာကူလုပ်ပြီးနေတာပါ။အစားအသောက်စုံတလဲဖြစ်သလိုစားတာပြန်လဲထူထောင်ရေးအတွက်အမြန် ုံးကူညီနိုင်အောင်ကြိုးစားပေးနေတာပါ။ငလင်ပီးပြန်လည်ထူထောင်ရေးအတွက်ထိရောက်ဆုံးနီးလန်းနဲ့လှူဒန်းပေးတဲ့အီတင်ကိုပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပြီးမှမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။